မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့မြန်မာတက္ကရာ1389တပေါင်းလဆန်း10ရက်ခရစ်တက္ကရာ2016ခုနှစ်မတ်လ18ရက်တောက်ကြနေ့ညနေ6နာရီထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီကနေ့မှရှုစားကြရမယ့်တဲ့နေ့မှာဆိုရင်တော့သမရသည့်ဦးထင်ကျော်တင်ပြတဲ့ဝင်ကြီးဌာနအရေးအတွက်နဲ့ဝင်ကြီးအရေးအတွက်ပေါ်လွတ်တော်ကိုယ်စားလှယ်တွေထောက်ခံဆွေးနွေးခဲ့ကြတဲ့တဲ့။နေပြည်တော်မှာလူသက်မှုနဲ့မတိုင်းမှုကျွလွန်ခဲ့ကြတဲ့သူတွေကိုပြစ်ဒဏ်အသေးသေးချမှတ်ခဲ့တဲ့အကြောင်း တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဟောင်းလွတ်တော်ကိုယ်စားလှယ်တွေရဲ့အရေးချင်းတွေတိုးတက်လာဖို့အထူးကထားလှုပ်ဆောင်သွားမယ်အကြောင်းစားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပရမအူဆုံးအနေနဲ့ရွေးကောက်ခံသမရဦးထင်ကျော်တင်ပြတဲ့ပြည်တော်စုအစိုးရဝင်ကြီးဌာနအရေးအတွက်နဲ့ဝင်ကြီးအရေးအတွက်စည်ရင်းတွေ short ချသတ်မှတ်ချက်ပေါ်လွတ်တော်ကိုယ်စားလှယ်၅ဦးကထောက်ခံဆွေးနွေးခဲ့ကြပါတယ် ဒီကြောင်းရာပြေဆုံးတော့ MCN နေပြီးတော့သတင်းထောက်ခန္ဓာစင်ဦးကပေးပို့ထားပါတယ်ဒီကနေ့မှာစင်နိုင်ပြောင်စုလွတ်တော်မှာကျင်းပတဲ့ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေးနဝမမြောက်နေမှာတော့ပြောင်စုလွတ်တော်နိုင်ကထံနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တမျက်ခံသူကပြောပို့ထားတယ်ပြောင်စုအစိုးရဝန်ကြီးဌာနအရေးအတွက်နဲ့ဝန်ကြီးအရေးအတွက်ရွှေချသတ်မှတ်တာကိုလွှတ်တော်ကိုယ်စားလှယ်5ဦးကထောက်ခံဆွေးနွေးခဲ့ကြပါတယ်ထောက်ခံဆွေးနွေးခဲ့ကြတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က3ဦး တိုင်းသားစီလုံးညီညွတ်ရေးပါတီကတအူးနဲ့ရခိုင်မျိုးသားပါတီကတအူးဆွေးနွေးခဲ့ကြတာပါအခုအစ်တစ်ဖွဲ့စည်းလိုက်မယ်တိုင်းသားရေးရာဝန်ကြီးဌာနဟာအမှန်တကယ်လိုအပ်တဲ့ဌာနဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတိုင်းသားစီလုံးညီညွတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူဖြစ်စေသလိုတိုင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့စီလုံးညီညွတ်မှုတွေကိုလည်းရရှိစေနိုင်တယ်လို့ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်6ကဒေါက်တာအောင်သူကထောက်ခံဆွေးနွေးအကြံပြုခဲ့ပါတယ်တိုင်းသားမျိုးရေးအတွက်ဆောင်ရွက်ရန်မြင့်မြောက်ထားတဲ့ တိုင်းသားလူမျိုးများရေးရာဝီကြီးများကတာဝန်ယူဆောင်ရွက်ရရှိတဲ့လုပ်ငန်းများနဲ့ပတ်သက်တဲ့တိုင်းသားရေးရာအစ္စရာများသူတိုင်းဒေသကြီးပြည်နယ်များနဲ့ကြီးကြောင်စုအစိုးရအဖွဲ့တို့ချိတ်ဆက်ညီနိုင်ဆောင်ရွက်မှုပုံမူထီရောက်မြန်ဆန်ရေးကိုဖန်တီးပေးမယ်ကြီးကြောင်စုဆင်ဝင်ကြီးဌာနတို့ဖြစ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်ထပ်မံထောက်ခံပြင်ပြရခြင်းဖြစ်ပါတယ် အခုလောပြည်ထောင်စုဝန်ကြီးဌာနအရေးအတွက်နဲ့ပြည်ထောင်စုဝန်ကြီးအရေးအတွက်စီးရင်တွေတတ်မှတ်လိုက်တာကိုတိုင်းရင်းသားပါတီဖြစ်တဲ့ရခိုင်အမျိုးသားပါတီကလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ဥပရှင်ကလည်းအခုလိုပြောပါတယ်ကြာကြာဥပဒေနဲ့ဆွေးနွေးကြတယ်ဒါပေမဲ့ဝန်ကြီးဌာနကြီးဆွေးတဲ့ဟာဒီဝန်ကြီးဌာနကြီးကရှိပြီးတော့ဝန်ကြီးဌာနကြီးဆွေးပေါင်းပြီးတော့ဖွဲ့ပေါင်းပြီးတော့ဖွဲ့တဲ့ဟာမြေဝန်ကြီးဌာနကြီးမီဒီယာကြီးမှာပေါင်းပြီးတော့ အတိအကျရအောင်ပြီးအမှန်လို့ပဲဒီဟာကြီးဒီဟာကြီးပါတယ်ဒီမှာမင်းကလည်းဒီကြောက်တယ်ဒါဒီလိုမိသားစုကြောက်တယ်တိတ်ခါနေနေတယ်ကြောင်းအားကြောင်းမိသားစုကြောက်တယ်ဓမ္မဘုန်းကြီးမိသားစုကြောက်တယ်ဒီနေရာကြီးခဲ့ကြဆရာလေးတို့တာမောပြတော့ဟောဒီနေရာဒီနေရာကြီးကိုပါနိုင်တယ်သူတို့ဒါပေမဲ့အငယ်တို့သိရင်ကပြည်သူကြီးကလည်းဖုန်းလို့နေတယ်သိတယ်ဒါကြီးတစ်ချက် share လုပ်ပြတော့ပြန် ဝင်ကြီးဌာနတွေ short ချရခြင်းနဲ့ဝင်ကြီးအရေးအတွက် short ချခန့်အပ်လိုက်တာတွေဟာနိုင်ငံအထွတ်အသုံးစိတ်တွေလည်းပုံမထွက်လာနိုင်ပြီးဝင်ကြီးဌာနတွေကိုတစုတစည်းနဲ့ပေါင်းဆက်ဖွဲ့စည်းလိုက်သလိုအနောက်နိုင်ငံတွေကဝင်ကြီးဌာနတွေဖွဲ့စည်းသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့လည်းကန့်ညမှုရှိတယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။လာမယ့်မတ်လ21ရက်နေ့မှာတော့ရွှေကောက်တမြောက်ခံထားရတဲ့သမရဦးထင်ကျော်တင်ပြတဲ့ဝင်ကြီးဌာနအရေးအတွက်နဲ့ဝင်ကြီးအရေးအတွက်တွေအပေါ်ရှင်းလင်းတင်ပြပြီးပြည်သူ့လွှတ်တော်ကအတည်ပြုဆုံးဖြတ်သွားမှာဖြစ်ပါတယ်ရှင်။ ဒေါအောင်ဆန်းစုကြည်ဩက္ခာဖြစ်တာဝန်ယူထားတဲ့အစိုးရတည်ရဲ့9နှစ်တာကာလအတွင်းလွတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဟောင်းလွတ်တော်ကိုယ်စားလှယ်တွေရဲ့အရေးချင်းတွေတိုးတက်လာဖို့အထူးကထားလှုံ့ဆော်တော်မှာဖြစ်ပါတယ်ဒီကြောင်းရပြည့်စုံတော့ MCN သတင်းထောက်အေးမြတ်ကသတင်းပေးပို့ထားပါတယ်။ဒေါအောင်ဆန်းစုကြည်ဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်မယ်လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကိုပြီးခဲ့တဲ့မန်လာ၁၀ရက်နေ့ကစတင်ဖွဲ့စည်းလိုက်ပါတယ်။ ဖွဲ့စည်းလိုက်တဲ့လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညီနိုင်ရေးအဖွဲ့ဟာအခုဆိုရသည့်လက်ထက်မှဖွဲ့စည်းခဲ့တာမဟုတ်ပဲရခင်ပြည်တော်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလက်ထက်ကလေးကလွှတ်တော်မှာရှိခဲ့တဲ့အဖွဲ့ဖြစ်တယ်လို့အဖွဲ့ရဲ့အတွင်းရင်းမှုတာဝန်ယူထားတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်ဦးစရာတော်က MCN သတင်းဌာနရဲ့မင်းမြန်ရာမှာဖြေကြားခဲ့ပါတယ်။ဦးစရာတော်ကအခုဖွဲ့စည်းလိုက်တဲ့အဖွဲ့ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ပြောကြရမှာ တော်တော်ပထမအဆုံးစပြတဲ့အချိန်မှာတော်တော် induction program မျိုး number 2တော်တော် personal ရေးအင်္ဂလိပ်စာရေးသစ္စာရေးတို့ဒီအရာတွေကိုအဖွဲ့မဖွဲ့ခင်ကလေးကစပြီးအလုပ်လုပ်ကြတာပါဒါပေမဲ့ဒါပေမဲ့အရင်တုန်းကရှိပြီးသားအဖွဲ့လည်းဖြစ်တယ်နောက်အဖွဲ့တစ်ခုလည်းသတ်မှတ်လာတောင်းပြီးပြီးတော့လုပ်ခဲ့ဆောင်ခြင်းဒီအခြားအခြားသောအဖွဲ့ပြီးရင်ချိန်ဆက်တဲ့နေရာမှာလည်းပို့ပြီးတော့အစီအစဉ်နဲ့တော့ပို့ဆောင်ဖို့ရှိတယ်ဆလဘီဦးစင်ရတော်ကယခုလိုဖွဲ့စည်းလိုက်တဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ဝန်ထမ်းများအတွက် လုပ်ငန်းပိုင်းရှည်သွေးမြင့်တင်မှုအတွက်လှုံ့ဆော်မှာဖြစ်တယ်လို့ပြောပါရယ်ဒီနေ့တောင်းထမ်းဆောင်နေတဲ့ပုံစံလေးတော့ဒီတော့နောက်ပြီးတော့တွတ်တော်အတွင်းမှာလုပ်ငန်းဆောင်နေတဲ့ပုံစံလေးပုံစံလေးတော့ဒီတော့ဒီတော့အဲ့ဒါလေးအားလုံးကိုချုပ်ပြီးတော့ရည်ရွယ်ချက်တွေကိုအတွက်ဆိုရင်ဒီလိုဖြစ်နေတာပေါ့။အဲ့ဒီအဖွဲ့အစည်းမှာအနိုင်ရမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလွှတ်တော်ကိုယ်စားလှယ်အချို့ပါဝင်တယ်လို့ ပြည်ထောင်စုကြမ်းခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှလွှတ်တော်ကိုယ်စားလှယ်တို့အပြင်ရခင်ဌာနဆိုင်ရာညွှန်ကြားရေးမှူးအဆင့်ရှိခဲ့သူအချို့လည်းပါဝင်ကြောင်းတွေ့ရပါတယ်ရှင်။နိုင်ငံတော်ကိုပေးဆောင်ရမယ့်အခွန်ငွေတွေကိုပေးသွင်းကြဖို့ပြည်တွင်းအခွန်များဦးစီးဌာနကယခုဘန်နာနှစ်ကုန်ဆုံးဖို့73ရက်အလိုမောင်းအသိပေးနှိုးဆော်ချက်ထုတ်ပြန်လိုက်ပါတယ်2015 2016ဝင်ငွေနှစ်အတွင်းလုပ်ငန်းတွေကရရှိတဲ့ရောင်းရငွေဝင်ငွေတွေအပေါ်မှာ ကုံတွယ်လုပ်ငန်းခွန်ဥပဒေနဲ့ဝင်ငွေခွန်ဥပဒေတွေအရပေးဆောင်ရမယ့်ကုံတွယ်လုပ်ငန်းခွန်နဲ့ကြိုတင်ဝင်ငွေခွန်တွေကိုမတ်လ31ရက်နေ့မတိုင်မီပေးသွင်းကြဖို့နှိုးဆော်ထားတာပါတမရက်အတွင်းပေးသွင်းဖို့ပြက်ကွက်ပါကဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်ပြည်တွင်းအခွန်များဦးစီးဌာနဟာပြီးခဲ့တဲ့ဘန်နာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်နဲ့ဝင်ငွေခွန်အများဆုံးထမ်းဆောင်တဲ့လုပ်ငန်းရှင်တွေကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီထဲမှာစက်သိန်း2000နဲ့အထက်ဝင်ငွေခွန်အများဆုံးထမ်းဆောင်တဲ့လုပ်ငန်းရှင်အဖြစ်ကမ္ဘောဆာဘန် Limited ကိုဖော်ပြထားပြီးကုန်သွယ်လုပ်ငန်းခွန်အတွက် Dango Trading Company Limited ကိုဖော်ပြထားတာဖြစ်ပါတယ်ရှင်။ နေပြည်တော်မှာရှိတဲ့ Junction Center အနီးမှာပြီးခဲ့တဲ့နှစ်စက်တင်ဘာလ29ရက်နေ့ညကမင်းကလေးတူဦးနဲ့သူ့ရဲ့ခင်ပွန်းတဲ့ကိုအတင်းအဓမ္မခေါ်ဆောင်သွားပြီးမင်းကလေးဖြစ်သူကိုမရင်းကျင်ပြီးခင်ပွန်းတဲ့ကိုတက်ဖြတ်ခဲ့တဲ့တရားခံတွေကိုပြည်တံတွေအသီးသီးချမှတ်လိုက်ပြီးဖြစ်ပါတယ်။ပြစ်မှုကျွလွန်သူတွေဖြစ်တဲ့အောင်တင်မျိုးခေါ်အောင်ကျော်မောင်ခေါ်စောစောအောင်နဲ့ဇော်လေးခေါ်ဇော်မျိုးသူတို့ကို ဒခိနခရိုင်တရားရုံးကမတ်လ15ရက်နေ့မှာမသေးမချင်းကျိုးကွင်းစွတ်တည်တံချမှတ်ခဲ့တာပါတရားခဏ်တူဖြစ်တဲ့အသက်15နှစ်မပြည့်သေးသူမောင်မျိုးခေါ်မျိုးစော်ဝင်းကိုတော့ကလေးတငယ်ဥပဒေပုံမှ46နဲ့အညီအမြင့်ဆုံးပြစ်ဒဏ်အဖြစ်အလုံးနဲ့အထောင်ဒဏ်9နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်ရှင် MCN သတင်းဌာနကလည်းညနေ6နာရီထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစစ်ဆေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ။နောက်နေ့ဒီမှာဆိုလို့ရှိရင်လည်းတခြားထူးခြားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ။ထုတ်လင်းခဲ့တဲ့ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကို www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လူမှုကွန်ရက် Facebook စာမျက်နှာမှာတော့ MCN TV News နာမည်နဲ့ရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN နေ့စဉ်ရုပ်သံအစီအစဉ်တွေကိုကြည့်ရှုအားပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမဗျူလာဦးပါရှင်။